ယူကရိန်းကိုထောက်ခံတဲ့နိုင်ငံပေါင်း20ကျော်ကကမ္ဘာဈေးကွက်ထဲကရုရှားရဲ့ရေနံနဲ့သဘာဝတန်းငွေကိုဖယ်ရှားဖို့သဘောတူညီခဲ့ကြပါတယ်။ UK နဲ့ပြင်သစ်နိုင်ငံတို့ကဥဆောင်အောင်တဲ့ဒီလိုလားသုံးမဟာမိတ်များလို့အဓိပ္ပာယ်ရတဲ့ Coalition of the Willing ထိပ်သီးညီလာခံအပြီးမှာ UK ဝန်ကြီးချုပ်ဆာခိုင်ယာစတာမာကအာရုရှားရဲ့စစ်ရန်ရအတွက်ရန်ပုံငွေတွေကိုပိတ်ဆို့ရမယ် ယ်လို့ပြောလိုက်ပါတယ်။လန်ဒန်ထိပ်သီးညီလာခံမှာရောက်နေတဲ့ယူကရိန်းသမ္မတဗိုလိုဒီမာဇလန်စကီကတော့တိုက်ခိုက်မှုတွေရစဲဖို့ဆိုရင်တခုတည်းသောလမ်းကရုရှားကိုဖိအားပေးဖို့ပဲဖြစ်တယ်လို့ပြောပါတယ်။အာဥရောပခေါင်းဆောင်တွေကလာမယ့်နှစ်နှစ်အတွက်ပေါ့လေယူကရိန်းရဲ့ဗန္နာရေးလိုအပ်ချက်တွေကိုပံ့ပိုးသွားဖို့ကိုလည်းသဘောတူခဲ့ကြပါတယ်။အရင်ကဆွေးနွေးနေတဲ့ဒီပိတ်ဆို့ရပ်တန့်ထားတဲ့ရုရှားရဲ့ပိုင်ဆိုင်မှုယူရို140ဘီလီယံ 面锅。 ုံးမယ်ဆိုတဲ့ဆွေးနွေးမှုတွေကိုတော့ဆက်မလုပ်ပဲရပ်ဆိုင်ထားပါတယ်လန်ဒန်အစည်းအဝေးမှာယူကရိန်းရဲ့လေကြောင်းကာကွယ်ရေးစနစ်ကိုဘလို့အဆင့်မြင့်တင်သွားမလဲဆိုတာကိုဆွေးနွေးခဲ့ကြပေမဲ့အသေးစိတ်ထုတ်ပြန်ထားတာတော့မရှိသေးပါဘူးဒီပြင်သစ်သမ္မတအာမက်ခရွန်ကတော့အွန်လိုင်းကနေအစည်းအဝေးကိုတက်ရောက်ခဲ့တာဖြစ်ပါတယ်ယူကရိန်းကိုကူညီဖို့အတွက်ဖွဲ့စည်းထားတဲ့ Coalition of the Willing အဖွဲ့ကို UK နဲ့ပြင်သစ်နိုင်ငံတို့ကဥဆောင်ပြီးတော့ဥရောပနဲ့ဒီ NATO နိုင်ငံ နေတိုအဖွဲ့ဝင်အများစုကပါဝင်တာဖြစ်ပါတယ်။မကြခင်ရက်တွေကတော့အမေရိကန်ကရုရှားရဲ့အေယာမအရင်နံကုမ္ပဏီကြီးနှစ်ခုကိုအေးအေးယူပိတ်ဆို့မှုတွေလုပ်ခဲ့တာကြောင့်အိန္ဒိယနဲ့တရုတ်နိုင်ငံတွေကရုရှားကရေနံနဲ့တဘာဝတန်းဝဲဝယ်ယူတာကိုရှော့ချခဲ့ကြပါတယ်။